လီဗာပူးချန်ပီယံဖြစ်ထရရဲ့လားလီဗာပူးကန်ကောင်းလို့ပရီးမီးယားလိချန်ပီယံဖြစ်တာလားရင်းဆုံးပြောချင်တာကကွန်ဂရက်ဂျူလေးရှင်းမှာဂျိုးဂျာနီလို့ပရီးမီးယားလိချန်ပီယံဖြစ်လာတဲ့ပေါ်ထပ်တူဝမ်းမြောက်ဂုဏ်ပေးပါတယ်လီဗာပူးရဲ့အောင်မြင်မှုကိုလက်ခုပ်တန်နေနဲ့ချီးမြှောက်ရမှာပါတို့ကဒီလိုဖြစ်လာဖို့ထိုက်တန်လွမ်းလာထပ်ပို့ပါတယ်လီဗာပူးတို့အင်္ဂလန်ထိပ်တန်းမှာပြီးချန်ပီယံဆုကိုအချိန်20ကြီးကင်မြောက်နိုင်ခဲ့ပြီဒါမန်ချက်စတာယူနိုက်တက်အသင်းရဲ့အရေးအတွက်အတူတူဖြစ်သွားတာလည်းဖြစ်ပါတယ် ဘယ်သူတွေဘလို့အပုတ်ချနေပါသေးလဲပါဘူးဟာစွမ်းဆောင်ရချန်ပီယံဖြစ်ဖို့ထိုက်တန်ကြောင်အချိန်ချင်းတက်တည်ပြထားပြီးသားဖြစ်ပါတယ်ဒါပြိုင်မဲ့ပရိသတ်တွေအတွက်လက်မခံကျင်နိုင်စရာအမှန်တရားဖြစ်ကောင်းဖြစ်နေမှာပါရချိုးတွေကပြောကြတယ်လေပါဘူးချန်ပီယံဖြစ်တာပြိုင်မဲ့အသင်းတွေခြေချော်နေလို့ပါတယ်ပြိုင်ပွဲတစ်ခုမှာခြေချော်တာအမှားလို့တာဖြစ်ပါတယ်အမှားလို့တဲ့အသင်းကပထမဆုံးနဲ့လွဲတာထုံးစံပါပဲအဲ့တော့လေပါဘူးကလိုက်ချော်ပေးရမှာလားဒါဘာမှမဆိုင်ပါဘူးတခြားပြိုင်ပွဲဝင်တွေသူတို့ဘာသာညံပြင်းလို့ခြေခေါက်လဲကြတာနေပဲပထမဆုံးရသွားလူကံကောင်းတယ်လို့တစိမ့်ကလည်းမရပါဘူး တို့ချိန်မချောအမှတ်မရအောင်ချန်ပီယံဖြစ်အောင်ကြိုးစားခဲ့သမျှကိုအတိအမှတ်ပြုကိုပြုရမှာပါဒါတာရိုပြေးနေရလဲမဟုတ်မာရသွန်ပြေးနေတာဖြစ်ပါတယ်မန်စီးနဲ့အာစတန်ကအဓိကကစားမိုက်ဒဏ်ရာရလို့လို့ဆိုလိုက်ရင်လည်းဒါကိုဒဏ်ရာမရအောင်လုပ်ရမှာလို့ပြောရမှာပါကိုတင်ကကစားမိုက်တွေကိုဒဏ်ရာမရအောင်လုပ်ရမှာကိုတင်ရဲ့တာဝန်သာဖြစ်ပါတယ်ဒီလိုပြောလို့လေဘာဘူးလဲတင်းပြည့်ချက်ပြည့်အဓိကကစားမိုက်တွေပွဲတိုင်းသုံးခွင့်ရနေရမျိုးမဟုတ်ပါဘူးရမယ့်အားဖြင့်လေဘာဘူးကသူများအသိတွေခြေချော်လို့ဘူဆွဲသားတွေပုံစံမျိုးမဟုတ်ပါဘူး 2056ကလက်စတာနဲ့နှိုင်းရအောင်လေလက်စတာဆိုပါရာသီကချန်ပီယံထိုင်းတန်တန်ဖြစ်ခဲ့တာဖြစ်ပါတယ်။ဒါလီဗာပူးတွေမကတန်းတက်လာလာချင်းမှာပရီးမီးယားလိယူနိုက်တက်အသင်းကိုပါစော်ကားရောက်လွန်းပါတယ်။လက်စတာချန်ပီယံဖြစ်တာနဲ့မတူတာလီဗာပူးကလက်စတာလိုပျောက်သွားမျိုးမဟုတ်ပဲပုံမကောင်းမွန်တဲ့လန်ကီအတွက်အဖွင့်လှလိုက်တာမျိုးဖြစ်ပါတယ်။နောက်အသီးဒီမှာလည်းလီဗာပူးပိုးတောင်ကျမ်းပါလေဦးမယ်။ဂျာမန်အပြင်လည်းလီဗာပူးကတတ်မှတ်ဆန်နှုန်းကိုလိုက်မိပါတယ်။ပွဲစဉ်34ပြီးမှလီဗာပူးက82မှတ်ထိရထားပြီဖြစ်ပြီးတော့ရာသီကုန်မှု၄ပွဲလိုမှချန်ပီယံဖြစ်တာဖြစ်ပါတယ်။ ်အကယ်၍လက်ကျန်၄ဝဲကူသာအနိုင်ကံရင်လီဗာပူးဟာ64မှတ်ရသွားမှာပဲဖြစ်ပါတယ်ဂွာဒီယိုလာမတိုင်ခင်ကပရီးမီးယားလိမှာချန်ပီယံဖြစ်ရမယ့်အသင်း85မှတ်ကျော်ရမှာဖြစ်ပြီးတော့ဂွာဒီယိုလာခေတ်မှာချန်ပီယံဖြစ်ချင်တဲ့အသင်းကအမှတ်60ကျော်ရမှာဖြစ်ပါတယ်လီဗာပူးကဒီတတ်မှတ်မှုစံတော့ကောင်းကောင်းလိုက်မိခဲ့လို့ဆိုရမှာပါတပွဲပြန်ပြန်ရမှတ်အားဖြင့်လည်းလီဗာပူးဟာချန်ပီယံရည်သွေးရှိပါတယ်ဒီတော့လီဗာပူးဖန်တွေချန်ပီယံဖြစ်ချိန်မှာအောင်ပွဲလုံးကျုံခံတာလည်းမထူးဆန်းပါဘူးပါလွဲဆိုရင်သူတို့ရဲ့အောင်မြင်မှုကိုမထိုက်တန်လို့ပြောနေကြလို့ပါတကယ်တမ်းမှာရိုးလေးတွေးအောင်နေတယ်လီဗာပူးကထိုက်တန်တဲ့ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ် ရိုးလေးဘလို့တွေးမလဲရှင်းပါလေအမတ်ဘေးလီမှာပိုးဆွဲမဆွင်ဒီအသိအရပဲအသိနဲ့မဆိုနိုင်ပွဲပုံများမယ်ရှုံးပွဲပုံနေရမယ်တွင်းကိုပုံများမယ်ပေးကိုနေရမယ်ဒီချက်တွေနဲ့ပြေဆုံးသွားတဲ့လီဗာပူးကချန်ပီယံဖြစ်သွားတယ်ဒါပါပဲဒါဟိုဟာဖြစ်လို့တရားဖြစ်လို့လျှောက်ပြောနေတာအချက်မပြေတာနဲ့ဒူပါတယ်ပွဲပြီးမှလီဗာပူးကအန်စတော့ကတော့ပရီးမီးယားလိချန်ပီယံဖြစ်ပြီးတဲ့နောက်နောက်ဒီမှာလည်းတခြားသောချန်ပီယံစုတွေကိုပါအားယူမှဖြစ်ကြောင်းအခုလိုမျိုးပြောပါတယ်ကျွန်တော်အနေနဲ့ပြိုင်ပွဲသုံးစူပလာတိုင်းကိုစိန်ခေါ်သွားမှာပါဒါကကျွန်တော်ရဲ့မျှော်လင့်ချက်မဟုတ်ပါဘူးလီဗာပူးအသင်းထားရှိတဲ့ရည်မှန်းချက်ဖြစ်ပါတယ် ဒါကျွန်တော်မရှိခင်ကလေးကလည်းမပြောင်းလဲခဲ့လို့ကျွန်တော်ရှိနေစင်မှာလည်းပြောင်းလဲမှာမဟုတ်ပါဘူးကျွန်တော်စီမှာစူပလာတွေစုကူနိုင်မယ့်ကစားမအစုဖွဲ့ရှိနေပါတယ်ကျွန်တော်ကတယောက်တည်းမဟုတ်ပါဘူးပရီးမီးယားလိမောင်ချန်ပီယံလိမှာပါထိတ်တန်းအသင်းတွေရှိတာကိုသိပါတယ်ဒါပေမဲ့ကျွန်တော်တို့ချန်ပီယံဖလားတွေထိုက်ဖို့ကြိုးစားသွားမှာပါလို့ပြောသွားခဲ့တာပဲဖြစ်ပါတယ်